လက်ကဖောက if 1 equal to 4h plus 3h square ဆိုရုပ်ပေးတာ5 the approximate change တဲ့နီးစပ်ဆုံးပြောင်းလဲမှုကိုရှာပြရအင်းတော့1ရဲ့အနည်းဆက်ဆုံးပြောင်းလဲမှုကိုဘာလို့ပြရလဲရှာပြရ1 h changes from 9 to 8.98 8က9ရနေပြီးတော့8.98ကိုပြောင်းသွားတဲ့အခါမှာ1ရဲ့ ပြောင်းလဲမှုတန်ဖိုးနီးစပ်ဆုံးကိုမလုပ်ပြန်လို့ဆိုရင်ရှာပြရဟုတ်လားအဲ့တော့ဒီမှာနိုင်ဆိုတာကဘာလဲဆိုလို့ရှိရင် pattern of approximation ဟုတ်ပြီနော် a ရဲ့တန်ဖိုးသူကနေပြီးတော့8.9ကိုတောင်းပါဟုတ်လားအဲ့တော့ဘောင်းတော့ထည့်လိုက်ရမှာကနိုင်ကနေပြီးတော့8.98ဆိုတာဘာဖြစ်သွားမလဲနိုင်ကနေပြီးရော့သွားဟုတ်လားအဲ့တော့ကျွန်တော်ဘာလို့ရလဲဆိုတော့ကြောက်ကြက်ပြတ်တယ် y = b for loop h + 3a square ရှင်းလိုက်မယ် y ဆိုတာက alpha နဲ့တူပဲเนาะဟုတ်ပါအထင်ပါပဲ y ရှင်းမယ် y plus equal to ဆရာဒီကောက်ကိုကြောင်းလိုက်ပါမယ်ဟော 4h1 minus 2 plus 3a square အဲ့တော့ဒီဘက်ကိုအရှိကိုရှားလိုက်တော့4နဲ့မြောက်တော့မရဘူး 2h power minus 1 minus 2 1 minus 2 plus ဟောရှင်းလိုက်မယ်ဆိုရင် 6h အဲ့တော့ပြန်ပြီးတော့ရှားလိုက်မယ်ကွာ2 by 2h ပေါ့ ဘလတ်ရှိအေးရှိအေးရှားနော်အဲ့တော့ရအောင်လို့လဲဘာဖြစ်လို့လဲဆိုဆုံးတဲ့အထိဒီပုံစံကြီးပြတပုံစံလည်းပဲတော်တော်နော်အဲ့အဲ့ဒီကွယ်ဒူနာအဲ့ရှိကွယ်ဒူဘာဖြစ်လဲဆိုရင်နာအဲ့ရှိကွယ်ဒူနာဖြစ်တဲ့အခါမှာ y y ကွယ်ဒူ for for ဒူနာ ဘလက်ဘီလိုက်ဝဲဝဲဘူနိုင်းဆိုဘာဖြစ်လဲဆိုရင်3တွဲရောဘာဖြစ်လဲဆိုရင်တွဲကိုကိုလီ87 87နဲ့၃နဲ့မှတော့243 243ရယ်စနစ်ကပေါင်းလိုက်တော့255 255အဲ့255ဆိုတာကမူလတန်ဖို့တော့255ဆိုတာမူလတန်ဖို့ဟုတ်တော့1 3 y 2

54အဲ့တော့ဘာဖြစ်လို့လဲဆိုရင်54.67 54.67 okay အဲ့တော့မှာဆရာတို့ linearization is အဲ linearization is အဲ linearization is loh equal to အရေးတော်ဘူးဆရာတို့ဒါပဲရေးလိုက်တော့မယ်အလောအရှိကွဲဘူး y y plus y plus e to h net e ga sẽ là bao nhiêu nào ta lưu cho chúng ta về từ y ô bảo two five five two five five plus y plus fifty four y six seven h net fifty four y six seven là nãy là bao nhiêu mà Nào. yeah equal ni tadamato ဲ့တော့ဒီကောင်နဲ့ဒီကောင်နဲ့မလိုရမှာဆိုရင်ဆရာတို့နှုတ်ချပါတော့เนาะဒီကိုပြစ်တဲ့သွားဆောင်ပုံရမယ် P4.67 H minus 3.33ဟုတ်ပြီအဲ့တော့ပါဆရာတို့ approximate လေးလိုက်မယ် F4 ရဲ့ approximate and H F4 ရဲ့ formula ကဒါပဲရတော့မယ် F4 four rule H plus three A square equals fifty four point six seven fifty four point six seven fifty four point six seven eight H minus two three seven point zero three ဟုတ်ပြီနော်ဆက်လို့ရှာပြရမှာဘာလို့ရှာပြရမလဲဆိုလို့ရှိရင် find the approximate changes in y ဝါရဲ့တောင်းလဲသွားတဲ့ရိစက်တုံတံမိုးကိုရှာမယ်ဆိုတော့ approximate တံမိုးကိုပဲမလုပ်ရမှာသူရေရှူတော့ ပရိုဂျက်တွေအဲ့ဒါဘယ်ရတဲ့ဘယ်လိုပြောလဲတော့လဲဆိုပြီး h ကျွဲဒီ h.9 h ကိုတောင်းသွားတဲ့အခါမှာအပရိုဂျက်ဘယ်လိုအပရိုဂျက်ဘယ်လိုဒီကွဲတူ54.67 into 8.9 h minus 2.9 2370.03 နေငါ၃တက်တမှာ၉တုံရ၆အဲ့တော့ကျွန်တော်ဒီ approximate change in y ကြောင်းလဲသွားတဲ့အနည်းဆက်ဆုံးတန်ဖိုးကိုလူကြီးပြောင်းလဲသွားတဲ့တန်ဖိုးကနေပြီးတော့မူလတန်ဖိုးကိုဘာလို့လဲဆိုတော့တွူလိုက်လို့ရှိရင်ဘလောက်ပြောင်းလဲသွားလဲဆိုတာကိုသိသွားဟုတ်လားအဲ့တော့ဒီ approximate change in y approximate change jet change in why is ဒါတို့ဒုတိယတန်ဖိုးတွေကနေပြီးတော့မူလတန်ဖိုးကိုနှုတ်လိုက်လို့ရှိရင်ဘလောက်တောင်းလဲသွားတယ်ဆိုတာအနည်းဆက်ဆုံးသိပါ253.906 6 1.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 6ဟာအဲ့တော့ဆရာတို့အသေးပြရပါလဲဆိုရင် အဲ့ဆိုတဲ့ကောင်ကြီးကနိုင်ရနေပြီးတော့သူ့ထက်နည်းတဲ့8.98ကိုကြောင်းလဲသွားတဲ့ကောင်မှာဝါရလည်းပဲအနည်းဆက်ဆုံးပါလဲဆိုရင်2 255ဆိုတဲ့ကောင်ကနေပြီးတော့25 3.906ကိုဘလောက်ခြားနာပြီးကြောင်းလဲသွားတဲ့သူက1.094ခြားနာပြီးတော့ပါလဲဆိုရင်ကြောင်းလဲသွားတယ်ဟုတ်လားဟားတယ်မလားဟုတ် if y equal to 3 root of 72 plus a square ဆိုပြီးတော့ y ကိုပြထားတယ် file ရှာပေးရမှာကဒီ approximate change at a y y ရဲ့ပြောင်းလဲမှုရဲ့အနည်းဆက်ဆုံးတန်ဖိုးကိုမလုပ်ရမှလို့ရှာပေးရတယ်။ one ဘယ်ခါမှလဲဆိုလို့ရှိရင် number 1က h increase from 3 to 3.01အဲ့က3ရနေ3.01ကို increase ဖြစ်သွားတဲ့ခါမှာ y ရလဲတဲ့ approximate change ဘယ်လောက်ကိုပြောင်းလဲသွားမလဲ။ဒါကိုလေးရနော်။အဲ့တော့ဆရာတို့ share မယ်လို့ဆိုတော့ပေးပြီးသားပြော။ ဆရာမကောင်ကြီးလိုက်ပဲ y ကျွဲသူ 3e 72 a² ရှင်းလို့ကောင်းဒီလိုကြီးလိုက်ပဲ e 72 a² ဘာမိုက်ဘာမိုက်အဲ့တော့ရှင်းလိုက်တော့မယ် y တန်း equal to power ကိုရှင်းရှားလိုက်မယ်သူတို့ရှင်း3ရဲ့1 by 2နဲ့ညှောက်လိုက်တော့3 by 2 72 a² minus 1 by 2 72 2ကိုရှိတော့0 a square ကိုရှင်းပြပါရမယ်ဆိုရင် a အဲ့တော့ဒီကောင်လေးအကုန်လုံးကမလုပ်ကြဆိုမြောက်တာဒီကောင်လေးဒီကောင်လေးမလုပ်လိုက်လို့ဆိုရင်ခြေသွားမယ်ခြေသွားမယ်ဆိုအပေါ်မှာဘာကြံလဲဆိုလို့ရှိရင်38ကြံပြီးတော့ဒီကောင်ကိုအောက်ကိုပြန်ချလိုက်တဲ့အခါမှာ72 a square အဲ့ဒါပြီးတော့ y နဲ့ y plus ရဲ့တန်ဖိုးရှာထားလိုက်မယ်ဒေါင်းလေးရှာမယ် f a square 3 y equal to 3 root 72 plus 3 square equal to 4 4 ne ကိုယ်နဲ့စနေပေါင်းလို့ပါလို့ပြောတယ်81 81အပြင်ကိုထွက်သွားတဲ့အခါမှာဘာရလဲဒါ4 3 27 27နောက်တစ်ခု y plus y equal to y plus equal to 3 3 3 by 67 ်ဟုတ်ပြီเนาะအဲ့တော့အပေါ်ကဘာဖြစ်လဲဆိုရင်နာအောက်ကဘူးနိုင်81အမြင့်ထွက်တော့နာနိုင်နိုင်ဆိုတော့ဘာရမလဲ1ပြီးတော့ရှိရင် the linearization linearization is error h equal to ဆရာတို့ဘာပြောလဲဆိုလို့ရှိရင် y flat y prime into Ich meine. Ich meine Vanille. Ich meine drei. Ich meine drei. Hello, the girl, I'm using wine, black wine, black wine, not blow the fish. 27 black wine, wine, do H minus 3. Hello, sir, I'm using wine. 27 yeah. 24 black egg. 24 black egg. Hello age Hello age equal to 24 plus 8 Isaro naru ku wa f8 approximate Hello age f8 ka formula wa bei lai daw me 3 square root of sin p2 plus a square approximate Hello age ka ba le so 24 plus 24 plus 8အဲ့တော့သူမေးတာကဒီ approximate change ဆိုတဲ့အတွက်ကြောင့်လို့ ကျွန်တော်တို့ approximate value ကိုပဲသုံးမယ် true value ကိုမသုံးတော့အဲ့တော့အဲ့အဲ့ဒါလေးပဲကျောင်းသွားတဲ့ကောင်ပါလေ3ကနေပြီးတော့3.01ကိုကျောင်းသွားတယ်အဲ့ဒီကွာသူ3.01ကျော်သွားတာ။ဒါ approximate value ။ဒါ approximate value ။ဒါ approximate value ။ equal to 24, 24 plus 3.01 3.01 equal to 27.01ဒါဆိုလို့ရှိရင်အဲ့က3ရနေပြီးတော့3.01ကို increase ဖြစ်သွားတဲ့အခါမှာ wire လည်းဘယ်လောက် increase ဖြစ်သွားလဲဆိုတာကိုနှုတ်ကြည့်လိုက်ရင် the approximate change the approximate change change

3.01ကို increase ဖြစ်သွားတဲ့အခါမှာ why ရလဲဘာဖြစ်လဲသူ27ရနေပြီးတော့27.01ကိုဘာဖြစ်သွားလဲဆိုရင်0.01ကွာချပြီးတော့ increase ဖြစ်သွားတယ်ဒီနေရာမှာ approximate change နဲ့ဆိုင် approximate increase တော့ဟာရေးလိုက်ရှင်ဟာနော်ဟော h က decrease from 3 to 2.98 h က3ရနေပြီးတော့2.98ကို decrease ဖြစ်သွားတဲ့အခါမှာ why ရလဲပဲ approximate ဘလောက်ချိန်သွားမလဲ အဲ့တော့ဆရာတို့ why ဆရာတို့2.9 8ကိုပါမယ်လို့ဆိုရင်ကြောင်းပါညော့ပါအဲ့တော့ a a ရှိခွဲတူ a ရှိခွဲတူ2.9 8ကိုညော့သွားတဲ့အခါမှာဆရာတို့က approximate change ချက်ကိုရှာပါ true value ကိုမစဉ်းစားဘူး approximate value ကိုပဲပါလို့လို့ဆိုရင်စဉ်းစားမယ် approximate value value equal to h h တောင်မှာဘာသွင်းလိုက်မလဲဆိုလို့ရှိရင်2.9 h 24ဒါဆိုဆရာတော့ဘာရအောင်လဲဆိုလို့ရှိရင်26.98ဟုတ်ပြီဆရာတို့ဒီ approximate change ကိုရှာလိုက်တော့မယ်ဒီ approximate change ဒီ approximate change change in Why? Why? ဒီကွဲဒူးဇာတို့ဒုတိယတန်ဖိုးတွေကနေပြီးတော့မူလတန်ဖိုးဟုတ်ဒုတိယတန်ဖိုးက26.98ရတယ်ပြီးတော့မူလတန်ဖိုးက27ကိုပြောလိုက်တဲ့အခါမှာ0.02 minus minus 0.02 minus 0.02ဒီလိုပွား02အတိပ္ပေက8က3ရနေပြီးတော့2.98ကိုကြောင်းလဲသွားတဲ့အခါမှာ decrease ရော့သွားတဲ့အခါမှာဆရာတို့က ဝိုင်းရလည်းပဲပါဖြစ်လဲဆိုရင်27ရနေပြီးတော့26.98ကို0.02နဲ့ပါဖြစ်လဲဆိုရင်ညော့သွားအဲ့တော့ဒီနေရာလေးမှာ approximate chain chain နဲ့ဆိုင် approximate decrease လို့တော့ရေးလိုက်စီနော်ရေးလို့လည်းရတာပါဒါဖြစ်လို့ဒီ chain နေရာမှာ decrease ရေးလိုက်ပါနော်အဲ့ရောတော့ဝိုင်းရောတယ်အဲ့တွေးဝိုင်းတွေးရမှာ